ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လည်းဘေးနားအလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ကြီးကန်းလေးရဲ့မင်္ဂလာပွဲတောင်းဦးတဲကကျင်းကန်လေးတွေဟာအလောက်ကိုစီနေမအားကြပါဘူး။ဒါပေမဲ့ဒါကဘာဖြစ်တာလဲ။ဘူရီကဘာဖြစ်နေရလဲမသိပါဘူး။ ဘူရီကသူ့တိုက်ထဲမှာငိုင်ငိုင်ကြီးနဲ့ထိုင်နေပါ යි ။အော်ဟုတ်ပြီအခုမှပဲတတိရတော့တယ်။ကြီးကန်းဘူရီကအဲ့တော်တဲ့ကကြီးကန်းမလေးတကောင်ချစ်မိသွားတယ်လေ။အဲ့ကြီးကန်းမလေးရဲ့နာမည်ကရီမာတဲ့။ရီမာကလည်းဘူရီကိုချစ်ပါတယ်။သူတို့ကလက်ထပ်ချင်နေကြတာပါ။ဒါပေမဲ့လည်းဘူရီစီမှာဒါပေမဲ့လည်းဘူရီစီမှာအိမ်တလုံးတော့မရှိတဲ့အတွက်ရီမာရဲ့အဖေကသူတို့လက်ထပ်မှာသဘောမတူပါဘူး။ရီမာရဲ့အမေကအရန်ကိုမှကိုကြိုကြီးတဲ့သူဖြစ်ပြီးအသိပညာလည်းကျွဲဝါးတဲ့သူဖြစ်ပါတယ်။ ီမားရဲ့ဖေကရီမားကိုဘူရေးစီမှာအိမ်မရှိမချင်းလက်ထက်မဲ့အကြောင်းလာမပြောနဲ့ဆိုပြီးရှင်းရှင်းလင်းလင်းတခါတည်းအပြတ်ပြောထားပါတယ်။အဲလိုတွေပြောထားတယ်ဆိုတာသိနေရတော့မှတရက်ကြတော့ဘူရီကအရေးစွန်ပြီးရီမားနဲ့လက်ထက်မဲ့ဆိုတဲ့အကြောင်းကိုရီမားရဲ့အဖေစီပြောဖို့တောင်းလိုက်ပါတယ်။ရီမားရဲ့အင်ကိုသွားပြီးရီမားရဲ့အဖေကိုအခုလိုပြောလိုက်ပါတယ်။အဖေကျွန်တော်ရီမားအရင်ချက်ပါတယ်။ရီမားလည်းကျွန်တော်ချက်ပါတယ်။ကျွန်တော်တို့အတူလက်ထက်ချင်ပါတယ်။ဒါပေမဲ့ကျွန်တော်စီမှာအိမ်မရှိမချင်းထိ အဖေဒီမင်္ဂလာပွဲကိုသဘောမတူဘူးဆိုတော့ကျွန်တော်သိပါတယ်။အဲ့ဒါကြောင့်ကျွန်တော်အိမ်ဆောက်နိုင်ဖို့အတွက်အများကြီးကြိုးစားမှာပါ။ဒါပေမဲ့အဲ့အတွက်ကျွန်တော်အချိန်နဲ့နဲ့လိုအပ်ပါတယ်။အဖေကျွန်တော်ကိုရှင်အနေငယ်အောင်စောင့်ပေးနိုင်မလား။ရီပိုင်းအဖေကစိတ်တုံနေတဲ့အကြည့်တွေနဲ့ဘူရေးကိုကြည့်ပြီးအခုလိုပြောလိုက်ပါတယ်။ဘူရေးနင်တို့နှစ်ယောက်တယောက်ပေါ်တယောက်အရန်ချစ်ကြတယ်ဆိုတာငါသိတယ်။နောက်ပြီးနေရလေကိုကြည့်တရားကောင်းတဲ့ကြီးကန်းတကောင်မှာဒါပေမဲ့အိမ်အောင်ပြူပြီးသွားပြီဆိုရင်တောင်ဝင်ကပုံများလာပြီ။နေရနေအတွက်တည်းမကတော့ ရီမာအတွက်ပါလုံခြုံရတဲ့ဘဝတစ်ခုပေးနိုင်နင်းစူးစားရတော့မယ်။နင်းချီတော့ပေါ့အရင်ဆုံးရက်နိုင်အောင်စူးစားပြပါ။အဲ့ဒါမှနင်းရှိဆက်ပြီးတာဝန်တွေထမ်းဆောင်နိုင်လိမ့်မယ်။အဲတော့မှပဲဒီမင်္ဂလာပွဲအကြောင်းဆက်ပြောကြမယ်။နောက်ပြီးငါးနှစ်ကိုအဲ့အတွက်အချိန်နှလားတိတိပေးပါမယ်။အဲ့အချိန်အတွင်းမှာနင်းချီတော့ပေါ့နင်းရက်တီနောင်စူးစားပြပါ။ဘူရီလည်းကောင်းလေးညှိပြီးအခုလိုပြန်ပြောလိုက်ပါ යි ။ကျွန်တော်နားလေသွားပါပြီအဖေ။ကျွန်တော်ဒီတာဝန်ကိုပြီးစီးရဲ့အထိထမ်းဆောင်ပါမယ်။ အဲလိုပြောပြီးတော့ဘူရီကပြန်သွားပါယ်ဘူရီကရီမာတို့အိမ်ကထွက်လာပြီးသူ့အကိုကြီးကန်းကာလူရဲ့အိမ်ကိုရောက်လာပါယ်ကာလူရဲ့အိမ်မှာအစောရိတ်ကငှက်မလေးလာတို့ရှောင်းနေပါယ်ဟဲဘူရီနေတီယိုဘာကြောင့်ရောက်လာလဲဘာကြောင့်ကြောင့်များငါစီရောက်လာရလဲပြောပြပါအောင်အကိုကြီးကျွန်တော်တို့ရီမာတို့ကတယောက်ပေါ်တယောက်တကယ်ချစ်မြတ်နိုးကြပါယ်ပြီးတော့ကျွန်တော်တို့ကအတူလက်ထက်ချင်နေကြပါယ်ဒါပေမဲ့ကျွန်တော်စီမှာကိုပိုင်အိမ်မရှိသေးတဲ့အတွက်ကြောင့်ရီမာရဲ့ဖေကမိင်္ဂလာပွဲကိုသဘောမတူဖြစ်နေရဲ့ ီမရဲ့ဖေကကျွန်တော်အချိန်နဲ့လာပေးလိုက်တယ်။အဲဒီချိန်တွင်ကျွန်တော်ကိုပိုင်အီတလုံးစောက်မှဖြစ်မယ်။နောက်ပြီးအဲ့လိုလုပ်ဖို့အတွက်ကျွန်တော်ပတ်စံလို့သေးရဲ့လေ။အခုကျွန်တော်ကုညီပေးနိုင်မလား။ကာလူနဲ့ခဏလောက်စဉ်းစားပြီးအခုလိုပြန်ပြောလိုက်ပါ။ဘူရီငါနင့်ကိုပတ်စံပေးလိုက်ပါမယ်။အဲ့ဒီပတ်စံနဲ့နင်အိမ်ဆောက်လို့ရလိုက်မယ်။အဲ့ဒီနောက်ပိုင်းကျတော့ရောနင်တို့ဘဝဘလို့ရှေ့ဆက်ဖြတ်တန်းကြမလဲ။နေရအရန်ကိုအလုပ်ကြိုးစားရတဲ့အတွက်ကြောင့်မို့ငါနေ့ကိုတဲလို့စားတခုပေးမယ်။ငါတို့တော်ရဲ့မြောက်ဖက်အပင်ရိုင်းတွေချာမှာ ကူတစ်ခုရှိတယ်။အဲ့ဒီကူတဲ့ကိုဘသူမှမသွားကြအောင်ငါကြတော့အဲ့ကူတဝိုင်မှာရွှေငွေရတနာတွေမြုပ်ထားတာတဲ့။အကောင်လုံးကအဲ့နေရာသွားဖို့ကြောက်ကြတယ်။တကယ်လို့နေသားအဲ့ရတနာတွေကိုတွေ့အောင်ရှာနိုင်မယ်ဆိုရင်နေပြတနာတွေအကောင်လုံးဖြည့်ရှင်းပြီးသားဖြစ်သွားမယ်။အဲ့ခါမှာငတ်မာလီလာတို့ကလည်းအခုလိုပြောလိုက်ပါရဲ့။အကိုကိုရေရင်အကိုကလူပြောတာမှန်ပါတယ်။ဒါပေမဲ့လည်းသတိရထားပါရတနာတွေရှာတွေ့နိုင်ဖို့ဆိုတာထေတလို့တော့မလွယ်ကူနိုင်ဘူး။ အခုတေချာစဉ်းစားတွေးတော့ပြီးလုံမရမှာကျမလည်းအဲ့နေရာကိုသွားကြင်ပါရဲ့ဒါပေမဲ့အခြားကြီးငယ်တွေလို့ကျမလည်းအဲ့နေရာကိုသွားရမှာကြောက်တယ်ဟုတ်ပြီရီမာအတွက်ငါအဲ့ယတနာတွေတွေ့အောင်ရှာနိုင်မှဖြစ်မယ်အဲ့ဒါဆိုရင်ငါသွားလာအောင်မယ်အစစရရအဆင်ပြေပါစေအကိုပိုရီရင် အခုလောဆွတောင်းပြရအတွက်ကျေးဇူးပါပဲလာတို့ရင်အဲ့လိုပြောပြီးဘူရီလည်းကာလူရဲ့အင်္ဂါနေပြန်သွားပါသူကတော်အရေးများဖက်တက်တဲ့ကိုသွားနေပါအဲ့ချိန်မှာတိုနီနဲ့အန်ဒီမီနူတို့က သူ့ကိုလှမ်းခေါ်လိုက်ပါတယ်။ဘူရင်းရေဘူရင်းတရလာပါအောင်။ဘူရင်းလည်းသူတို့နှစ်ယောက်နောက်သွားလိုက်ပါတယ်။ဘာဖြစ်လို့လဲအန်ဒီမီနိုအန်ဒီကျွန်တော်ဘာလို့ခေါ်လိုက်တာလဲ။နင်ဒီလောက်လောလောနဲ့ဘယ်သွားမလို့လဲ။နင်းတော့ကိုအမဲလိုက်တဲ့တိတ်ငက်ကြီးတွေပါလိုက်လာလို့လား။ဘာဖြစ်လို့လဲအကိုဘူရင်းအကိုလက်ထက်လို့မရလို့ကို့ဟာကိုတတ်သေးဖို့လား။ဟဲ့ဟဲ့တိုနီနင်ဘာရှောက်ပြောနေရလဲ။ဘူရင်းရေနင်သူပြောတာတွေအာယုံနဲ့မထားနဲ့။ကဲပြောနင်ဘယ်သွားမလို့လဲ။ဘူရင်းလည်းအန်ဒီမီနိုနဲ့တိုနီတို့ကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပိုင်းအဲဒါကြောင့်ယတနာတွေရှာဖွေဖို့အတွက် ကျွန်တော်တောအုပ်ရဲ့မြောက်ဖက်ကိုသွားနေရပါယတနာဆိုရဲအတန်ကြားလိုက်တာနဲ့အဒီမီနိုရဲ့စိတ်ထဲမှာရွှေပန်းတွေပွင့်လာပါတယ်တဖြည်းဖြည်းနဲ့လောဘစိတ်ဝင်လာပိုင်းဘာဖြစ်လို့လဲအနီမီနိုအနီဘာရဲ့တွင်းနေရလဲအနီစိတ်ထဲမှာဘာရဲ့တွင်းနေလဲဘာမှမဟုတ်ပါဘူးရေငါလဲအဲ့ယတနာအကြောင်းကြားဘူးတယ်ဒါပေမဲ့ငါအဲ့နေရာတယောက်ထဲသွားဖို့ကြောက်နေရဒီတိုနီကလည်းငါနဲ့အတူမလိုက်ပေးဘူးလေ အခုနေရအဲ့နေရာစီသွားမယ်ဆိုတော့ငါလဲနေနဲ့တူလိုက်ခဲ့မယ်တကယ်လို့အဲ့နေရာမှာတကယ်ယတနာတွေရှိတယ်ဆိုရင်ငါတို့တောင်ရောက်ညီတူညီမြခွဲဝင်ယူကြမယ်လေဘူရင်းရဲ့စိတ်ကဖြူစင်နေအပြင်ရိုးလဲရိုးသားပါသူလဲလက်ခံလိုက်ပါကောင်းပါပြီအနီမီနိုကဲလာကျွန်တော်တို့အခုသွားကြမှာရမယ်မိုးမချုပ်ခင်ပြန်လာရမယ်အေးအေးဟုတ်တယ်သွားကြမယ်သူတို့အားလုံးထွက်လာကြပါခဏလောက်ပြန်တန်းပြီးတဲ့အချိန်မှာတော့သူတို့အဲ့နေရာကိုကြောက်သွားကြပါကျောင်းကြီးထဲမှာ ိနေရကအရန်ကိုကြောက်ဖို့ကောင်းပြီးမြို့ဝတ်စမ်းကျင်နေရပဲဖြစ်ပိုင်။သူတို့အားလုံးကိုတီကိုစီဂူနာတဝိုက်မှာယတနာတွေကိုစပြီးရှာဖွေကြပါ යි ။အကြကြီးရှာနေရတော့သူတို့ယတနာတွေကိုအခုထိရှာမတွေ့ကြသေးပါဘူး။သူတို့လည်းအတော်လေးပင်ပန်းကုန်ကြပါပြီ။အမလီနော်ဒီလောက်အကြာကြီးရှာနေရတော့မှဘယ်နေရာမှမှယတနာတွေရှာမတွေ့သေးဘူး။ကြည့်ရတာငါတို့လက်ပလာနေပဲပြန်ရတော့မယ်ထင်တယ်။တုံနီရဲ့အနီမီနူရဲ့ကျမကြားတာတော့ ။ကိုရဲမှာအပင်တပင်ရှိရဲ့တဲ့။ရဲတနာတို့အဲ့ဒီအပင်အာမှာမြုပ်နှံထားတာတဲ့။အမငါတို့ဒီနေရာရောက်လာကြတဲ့အဲ့ဒီအပင်အာမှာမြုပ်ထားရဲ့ရဲတနာတွေပြင်ပြင်ပမှန်လိုက်ရှာနေရတာ။အဲ့ဒီအပင်ကကိုရဲမှာဆိုတဲ့ကြောင့်နင်ကအခုမှလာပြောပြနေရဲ့။အန်တီမီနိုရေကျွန်တော်တို့မမောင်ခင်အဲ့ဒီရဲတနာတွေတွေ့အောင်ရှာမှဖြစ်မယ်။ကျွန်တော်မြေကြီးတွေတို့ဘောတစ်ခုခုလုပ်မယ်။ဘိုရိကတက်သားချောင်းနေယူပြီးကြောက်ခဲအကူကြီးနဲ့ပောက်ထူးတို့လုံလိုက်ပိုင်းပြီးရနဲ့သူတို့အားလုံးဂူရဲကအဲ့ဒီအပင်အောင်ရှောင်းလာကြပါ යි ပြီးတော့မြေကိုစပြီးတူးပါအောင်တယ်ခဏလောက်တူးလို့အပြီးမှာတော့သူတို့တွင်းထဲမှာရွှေနဲ့လှုပ်ထားတဲ့ပန်းအိုအကြီးကြီးတစ်လုံးကိုတွေ့သွားပါတယ်အဲ့ဒီထဲမှာရွှေတင်းကားပြားတွေအပြင်မော်စိတ်တွေလည်းရှိပါတယ်သူတို့အားလုံးရွှေတွေကိုတွေ့ပြီးဝမ်းသာသွားကြပါတယ်ဒါပေမဲ့အန်တီမီနူရဲ့စိတ်သဘောထားကတော့ပြောင်းလဲသွားပါတယ်ကဲလာအန်တီမီနူရေကျွန်တော်တို့ဒီရနာတွေအပေါ်ယူပြီးတောင်းထဲယူသွားကြမယ်တောင်းထဲရောက်မှကျွန်တော်တို့တောင်းရောက်ညီတူညီမျှခွဲဝေယူကြမယ်လीအမ် အမ်နေပါအောင်နေပါအောင်လောက်ရတော့ငါတို့နှစ်ယောက်ကလောက်ရတာခွဲတော့တောင်းရစာခွဲမယ်ပေါ့အဲ့နေပါအောင်ဆိုလို့ကျင်တာလေကျွန်တော်နားမလဲဆိုလို့ရတော့ဒီယနာတွေငါနဲ့တိုနီပါမီရှာထားတာအဲ့တော့ဒီယနာကြီးကောင်တော့ငါနဲ့တိုနီအတွက်ပဲနေပါတကူမှရမှာမဟုတ်ဘူးအနီမီနူရေဒီလိုကြီးကြတော့မကောင်းလေဒီယနာရှိရနေအောင်တမပြောပြရစွာတာဟုတ်ပါတယ်ဒါပေမဲ့စက်စာချင်းကနေကကျမတို့တောင်းရပါမီစူးစမ်းရှာခဲ့ကြလေ ဲ့တော့ဝေစုကတော့တောင်းရညီတူညီမြခွဲဝေတင်တယ်လေနေပါဇက်ပိတာတိုနီမဟုတ်လို့ကတော့နေလဲဘာမှမရအောင်မှတ်နေထပ်ပြီးဆရာလုံနေမယ်ဆိုရင်ဒီရတနာတွေအကောင်လုံးငါတယောက်တည်းယူသွားတော့မယ်အနီမီနူရေဘာလို့အဲ့လိုပြောရလဲအဲ့လိုဆိုရင်လည်းအနီတို့နှစ်ယောက်ပဲဒီရတနာတွေယူလိုက်ကြပါကျွန်တော်ဘာမှမလို့ချင်အန်တီမီနူနဲ့တိုနီတို့ကမော်စိတ်တွေကိုထားခဲ့ပြီးရွှေတင်းကားပြတွေကိုယူကထွက်သွားကြပါအန်တီမီနူရေကျမတို့ဒီမော်စိတ်တွေမယူသွားဘူးလား ဟဲ့အယူမိုက်ငါတို့အခုဆိုတပမလုံးဘာလုံးမှလောက်ဆရာမလို့ပဲချမ်းသာတော့မှာအဲ့တော့ငါတို့အတွက်အဲ့အစီတွေမလို့အပ်တော့ဖိုရိတ်နေလို့ကျင်းတဲ့အဲ့အစီတွေယူသွားလိုက် ပြီးတော့ဆိုင်လိုက်အဲ့တော့လွယ်ပြီးနေရဘာထပ်လုံးနိုင်မှာမဟုတ်လို့လေအယူကြနေရပဲဟွန်းအဲ့လိုပြောပြီးတော့အနီမီနိုးနဲ့တိုနီကရွှေဒီငါပြတွေကိုယူကပြန်သွားကြပိုင်းထားပါဘာမှမဖြစ်ပါရွှေဒီငါပြတွေမရတော့လေငါဒီမော်စီတွေပဲတဲသွားတော့မယ်ပြီးတော့ငါအတိုင်နာမြေပေါ်မှာပဲကျဲလိုက်မယ် တနာစရာကောင်းတဲ့ဘူတွေလဲမော်ဆေတွေယူပြီးတောင်းအုပ်တွေကိုပြန်လာလိုက်ပိုင်းသူရဲ့အတိတ်ကိုပြန်ရောက်ချိန်မှာတော့မိုးချုပ်နေပါပြီညစာစားပြီးတော့သူကတန်းအိတ်လိုက်ပိုင်းမနေ့ရောက်တော့ဘူရီကအဲ့ဒီမော်ဆေတွေကို သူ့အတိုင်နာကမြေပေါ်မှာတိချကျဲလိုက်ပိုင်းရှင်အနေနဲ့လောက်ကြတော့အဲ့ဒီအစေတွေကနေအပင်တွေထွက်လာပါတယ်အဲ့ဒီအပင်တပင်ချင်းစီမှာတတိမျိုးစုံတီးနေပါတယ်ဘူရီလည်းအဲ့ဒီတတိတွေခူရောင်ပြီးပတ်စံတွေအများကြီးရှာလိုက်နိုင်ပါတယ် အဲဒီပစံလေးနဲ့သူအိမ်တလောင်းကိုမြ мян ဆောင်းလိုက်ပိုင်းတရက်မှာဘူရီကသူ့အိမ်ထဲမှာအနားယူနေတဲ့အချိန်ကြီးကမ်းမလေးရီမာကသူ့အိမ်ကိုရောက်လာပိုင်းသူမကဘူရီကိုအခုလိုပြောလိုက်ပိုင်းကိုဘူရီရေကျမရှင်းရဲ့စ조사မှုတွေအရင်သဘောကျရင်ရှင်ကလောဘစိတ်မထားဘဲအနီမီနို့ကိုရွှေတင်းကားပြိုင်အခုံပေးခဲ့တယ်။ကိုအထွတ်တော်မှော်စီရီပဲယူထားခဲ့တယ်။ရှင်ရဲ့ရွေးချယ်မှုကရှင်ကိုချမ်းသာစေအောင်တည်းမကောင်ကျမတို့ရဲ့အနာဂတ်ကိုလည်းလုံခြုံစိတ်ချနိုင်အောင်လှုပ်ပေးလိုက်တာပဲ။ အခုတော့ကျမတို့နေရာဘဝပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းနိုင်တော့မယ်ဆိုတာရှုံးကြည့်ပါပြီ။ရီမားရဲ့စကားလုံးတွေကပိုရီကိုပို့ပြီးရှင်ခုံရှိပါ යි ။သူ့ရဲ့ဂျိုးသားမုန်းနဲ့ဂျိုးသားမုန်းကသူ့ရဲ့အောင်မြင်မှုပဲလို့သူတွေးနေပါ යි ။ပိုရီကကိုပိုင်အိမ်ဆောက်ပြီးတော့ရီမားရဲ့အဖေစီကိုထတ်သွားပါ යි ။အဖေကျွန်တော်အဖေစကားနားထောင်ပြီးစူးစမ်းခဲ့ပါ යි ။ကျွန်တော်ကိုပိုင်အိမ်လည်းဆောက်ပြီးသွားပြီ။ကျွန်တော်အခုရီမားနဲ့လက်ထပ်လို့ရပြီလားဗျ။ရီမားရဲ့အဖေလည်းဖူရီရဲ့အင်ကိုကြည့်ပြီးဖူရီရဲ့စူးစမ်းမှုရှီကျူးလိုက်ပါ යි ။ ။ဘူရိနေရတာဝင်တိတက်တဲ့ကြီးကဲတကောင်ဆိုတာနေသက်တည်ပြနိုင်ခဲ့ပါပြီ။နေရီမားနဲ့အတူဘဝကံကမုံမဖျက်သန်းနိုင်မယ်လို့ငါယုံကြည်ပါတယ်။ငါနေတို့ရဲ့လက်ထပ်ပွဲသဘောတူလိုက်ပါပြီ။ကဲအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင်။